ပကောက်ကူတီယိုရှင်ဘုရားကြီးခြေချင်းခက်ခံထားရတဲ့အကြောင်းရင်ဒါကတော့ဘုရားဖြစ်တာတော့တန်ခြေချင်းခက်ခံထားရလို့နမဲကြီးနေတဲ့မကွေးတိုင်းပကောက်ကူမြို့ကတီယိုရှင်ဘုရားကြီးပဲဖြစ်ပါတယ်။ဘုရားကိုယ်တော်မထီမဲ့မြင်လှုပ်ပြီးတန်ခြေချင်းခံတော့အလွန်ပိတ်ထားတာမို့လူတိုင်းကအံ့ဩနေကြပြီးဘာကြောင့်ဒီလိုမျက်စွာဘုရားကြီးကိုရရဆက်ဆက်ပိတ်ပင်ထားရတာလဲလို့သိကျင်ခဲ့ကြပါတယ်။တမိုင်းထဲမှာတော့အလောင်းစီသူမင်းကိုတီယိုမင်းကဘောဓိသားနဲ့ဒက္ခိဏတာခါဆိုတဲ့တီယိုရှင်ရုပ်ထုတော်ကိုတွန်းလှုပ်လှူဒန်းပြီးလက်ဆောင်ပေးခဲ့ပါတယ်။ ီလိုနဲ့ရုပ်ပွားတော်ကိုပကံမာထားကိုးကွယ်ပြီးတက်ကရီ469ခုနှစ်အရောက်မှာတော့အလောင်းစီသူ မင်းကြီးဟာဖော်တော်ကူးဆိုတဲ့အရာမှာဖျားကိုနေရာချကိုးကွယ်ခဲ့ပါတယ်။ဒါပေမဲ့လည်းထူးဆန်းတာကအထက်ထက်အစင်းစင်းအုပ်ပြီးဌာပနာထားတဲ့တီယိုရှင်ဖျားကြီးဟာအချိန်တန်ရင်မင်းကြီးရဲ့ပကံနန်းတော်ကကိုးကွယ်ရာကိုပဲပြင်ရောက်နေတတ်ပါတယ်။ဒါကြောင့်အလောင်းစီသူမင်းကြီးလည်းတူတူတိတ်တိတ်နဲ့တီယိုရှင်ဖျားကြီးကိုအချိန်ချင်းဌာပနာတဲ့ထည့်ခဲ့ပေမဲ့ဘလို့ထားထားအချိန်တန်ရင်နန်းတော်ကိုပဲပြန်ကြွလာပါတယ်။ နောက်ဆုံးမှာတော့အလောင်းစီသူမင်းကြီးလည်းမတက်သားတော့ပဲတိုင်းသူပြည်သားတွေကိုပေးထားတဲ့ဂတိအတိုင်းတီယိုရှင်ဖျားကြီးကိုဘူးရစေဖို့ထပ်ပနာတိုက်ထဲမှာတန်ချေချင်းများစွာနဲ့တုတ်ခတ်ပြီးချီနှောင်ခဲ့ရပါတယ်။ဒါကြောင့်လူကြီးမင်းတို့ရောဒီလိုထူးခြားတဲ့သဘာဝလွန်ကိစ္စရက်တွေပေါ်ဘလို့ထင်သလဲဆိုတာကိုကွန်မန့်မှာရေးရင်အံပွဲသမိုင်းကြောင်းနဲ့တီယိုရှင်မြတ်စွာဖျားကြီးကိုအားလုံးဖူးမြော်နိုင်ဖို့ဗီဒီယိုလေးကိုဝိုင်းရှယ်ခဲ့ကြပါအောင်နော်။